ရွေးပြောင်းရခိုင်နှင့်အခက်စစ်ကော်မရှင်ရွေးကောက်ဖွဲ့အချက်နိုဝင်ဘာ2025စစ်ကော်မရှင်ဘက်ကပြင်ဆင်နေတဲ့ရွေးကောက်ဖွဲ့ဟာကျင်းပဖို့တလသာလိုပါတော့တယ်ဖီဒူလူဒုလက်ခံယုံကြည်မှုမရှိသလိုနိုင်ငံတကာလလည်းထောက်ခံမှုမရှိတဲ့ဒီရွေးကောက်ပွဲဟာလာမယ့်ဒီဇင်ဘာလမှာပထမတတုအနေနဲ့လှုပ်ဖို့ရာနိုင်နှုန်းဖြစ်တည်ကြနေပါပြီ။လက်တလောနိုင်ငံရေးအချက်အတဲတွေကိုဖြည့်ရှင်းဖို့နိုင်ငံရေးထပ်ပေါက်တစ်ခုအဖြစ် ခံယူတဲ့အင်အားစုတချို့ကလည်း ဒီရွေးကောက်ပွဲမှာဝင်ပြိုင်မှုပြင်ဆင်ထားကြတာပါဒီဆောင်မမှာရန်ကုန်ရောက်ရခိုင်လူမျိုးတွေအတွက်ဆိုပြီးရှင်ပြိုင်ကြတဲ့ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာညက်ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်တွေကိုထုံနှုတ်တင်ပြသွားမှာဖြစ်ပါတယ်တိုင်းနဲ့ပြည်နယ်တွေမှာနေထိုင်တဲ့လူဦးရေရက်ဒုံညက်တသမတိရခိုင်လူရှိရင်တိုင်းရင်းသားဝန်ကြီးနေရာကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရပြီးတိုင်းပြည်နယ်လွတ်တော်နဲ့တိုင်းပြည်နယ်အစိုးရလက်အောက်မှာဝန်ကြီးခနေရာရရှိတာဖြစ်ပါတယ် ရန်ကုန်တိုင်းကိုရောက်နေတဲ့ရခိုင်တို့ရဲ့အရေးအတွက်အင်အားကြီးမာလာမှုကြောင့်ဒီရွေးကောက်ပွဲမှာရခိုင်တိုင်းဟင်းသားရေးရဝန်ကြီးနေရာကိုဝန်ပြိုင်မဲ့ကိုစလေလောင်းခနဦးထိရှိနေပါပြီ2020ရွေးကောက်ပွဲမှာတော့ဒီနေရာကိုဝန်ပြိုင်မဲ့ကိုစလေလောင်း6ဦးထိရှိခဲ့ပါတယ်စေဝန်စားစရာအချက်ကတော့ဝန်ပြိုင်မဲ့ကိုစလေလောင်း9ဦးရဲ့ပါတီတွေမှာရခိုင်ပါတီတွေမပါကြပါဘူးရခိုင်အင်အားစုလို့ပြောနိုင်တာဆိုလို့ရန်ကုန်မှာရခိုင်လူမှုကူညီရေးလုပ်ငန်းတွေလုပ်နေတဲ့ ရရပတ်အဖွဲ့အစည်းထက်တဲ့ရခိုင်အမျိုးသားကွန်ရက်ကဩဂထဖြစ်သူကတတိပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါရယ်ရှင်ပြိုင်မဲ့သူတွေကဘယ်သူတွေလဲပြည်ထောင်စုကြံခွင်ရည်နှင့်ဖွံ့မျိုးရေးပါတီ USDP ကဦးနေမင်းထွန်းပြည်သူပါတီ PP ကဦးတာစိန်ပြည်သူရှေ့ရောင်ပါတီ PPP ကဒေါ်အေးမာလွန်းခဒေါ်ခင်အင်းမင်ချရှမ်းတိုင်းရင်းဝမြဒီမိုကရေစီပါတီ SNDP ကဦးတိန်မောင်ငင်းချန်ကြီးအစွန်းဆောင်ပါတီကဒေါ်ခင်နင်းစည်းအောင်တို့ညင်အကျူ ်တတိပုံလကိုစလေအဖြစ်ဦးညီညီနဲ့ရခိုင်မျိုးသားကွန်ရက် ANN ဥက္ကဋ္ဌဦးတန်သူအောင်တို့ကဝန်ပြိုင်ကြမှာဖြစ်ပါတယ်။ဒီရှင်ပြိုင်မှုအရရန်ကုန်ရောက်ရခိုင်တိုင်းရင်းသားတို့ရဲ့အင်အားဟာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမှာအရေးပါတဲ့အခြေအနေရှိတယ်လို့မြင်ရပါတယ်။ဘယ်လိုပဲချစ်ထစ်ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်လူဦးရေစီးရင်နဲ့မဲစီးရင်တို့ရဲ့တိကျခိုင်လုံမှုကအရေးကြီးပါတယ်။မြန်မာပြည်အနောက်မှာအစ်ပွဲတွေကြောင့်ပြည်သူတွေဟာနေရဲစွန့်ခွာထွက်ပြေးနေကြရတဲ့အချိန်မှာ တန်းကောင်းစင်းနဲ့ကုညီတာခင်းရင်ပါတယ်။ရန်ကုန်တိုင်းထဲမှာရောက်ရှိနေတဲ့ရခိုင်လူဦးရေဟာ3သိန်းခွဲကနေ5သိန်းလောက်ထိရှိနိုင်တယ်လို့ရခိုင်အမျိုးသားကွန်ရက်ကခန့်မှန်းထားပါတယ်။ဒါပေမဲ့မဲစင်းမှာဒီလူဦးရေရဲ့ထဝက်လောက်ပဲပါနိုင်တယ်လို့လည်းမှန်းဆထားကြပါတယ်။2000စုရွေးကောက်ပွဲမှာတော့မဲစင်းမှာတသိန်းရတောင်းကျော်ပါဝင်ခဲ့ပါတယ်။ရွှေပြည်သားလိုင်တာယာနဲ့တာဂေတအမျိုးနယ်တွေမှာရှိတဲ့စစ်ဘေးရှောင်အိမ်တောင်စု20ကျော်ကိုမေးမြန်းတဲ့အခါ တန်တဝိုင်းမြို့နယ်ကပြည်ခွန်ရဲပါတီရဲ့စီစဉ်ရေးတာဝန်ရှိသူကအဲစင်တိုင်ကြားခြားတဲ့သူအားလုံးဟာကြံခွန်ရဲပါတီကိုမဲထည့်ရမယ်ကိုစီစုံနေကြောင်းပြောဆိုကြပါရက်ပထမလော့မဲစင်းမှာမပါလဲပြဿနာမရှိဘူးဆိုပြီးနေတာမဲလဲမထက်ချင်ဘူးအဲ့လာကြောင်းသွားလဲမကြည့်ဖြစ်ဘူးအခုမဲစင်းမှမပါပေမဲ့အဲစင်းတန်ကြားပြီးနေတဲ့စစ်ဆောင်လေးစံခွန်ရေးပါကြီးကိုကြိုတင်မဲထည့်ရမယ်လို့လာတယ်။ ပုံစံလေးဖြေးခိုင်းတယ်လို့ရန်ကုန်မြို့တာဂေတာမြို့နယ်မှာနေထိုင်တဲ့ရခိုင်စစ်ဆောင်ပြည်သူတယောက်ကလက်ရှိကြုံတွေ့နေတဲ့အခြေအနေကိုပြောဆိုပါရတယ်။ယာဟီနေရဲ့ဆုံးခွာသူများမဲပေးဖို့အထက်ပုံစံစံဟန်းကိုအော်တိုဘာ9ရက်နေ့မှာထုတ်ယူနိုင်တယ်လို့စစ်ကောင်မရှင်လက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပါရတယ်။ရန်ကုန်ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ SN နဲ့နေထိုင်တဲ့အချို့ကတော့မြို့နယ်အုပ်ချုပ်ရေးမှူးစီမှာ ုံစံ15ကိုနိုဝင်ဘာပထမအပတ်မှာပဲထောက်ယူပြီးကြံခွန်ရေးပါတီကို ကြိုတင်ပေးပေးခဲ့ရတဲ့လို့လဲဝဒီ FM ကိုအတည်ပြုထားပါဗျ။ဒီထိစင်ွယ်ကရခိုင်ရွေးပြောင်းလူထုတွင်ရရဲ့အင်အားကိုပြည်တော်စုကြံခွန်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုစလေလောင်းဒီအထက်အထုံးဖြောက်မှုတွေစတင်လာတာကိုပြနေပါဗျ။ကျန်းခွန်ရေးနဲ့ရှင်ပြန်ရမယ်အင်အားစုတွေကတော့စစ်ကောင်မရှင်လက်အောက်ခံ UEC ရဲ့တရားမျှတမှုကိုမျှော်လင့်နေကြပါဗျ ဒီရွေးကောက်ပွဲဘလောက်တရားမျှတတယ်လဲဆိုတာကတော့ UEC ပေါ်မှာပဲမူတည်ပါတယ်အခုဦးဆောင်နေတဲ့အစ်အစိုးရဟာပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့အားနည်းချက်ကြောင့်အာဏာထိန်းထားတဲ့လူပြောထားတဲ့အတွက်သူဦးဆောင်တဲ့ရွေးကောက်ပွဲဟာတရားမျှတမှုရှိမှသူ့အတွက်နိုင်ငံတကာမှလည်းဂုဏ်သိက္ခာရှိမှဖြစ်ပါတယ်လူရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရဝင်းကြီးနေရာကိုဝင်ပြိုင်မဲ့တတိပုတ်ကလုတ်ကိုစလေလောင်းဦးညီညီကဖြောပါရယ် ရွေးကောက်ပွဲမှာကြံခွာရေးပါတီအနိုင်ရဖို့အထုံးချမှုတွေတည်င်းတွေထွက်ပေါ်လာပေမဲ့ရွေးကောက်ပွဲကော်မရှင်ကတော့အတုတ်တုံမလှုပ်ပါဘူးစစ်ဆဲတာမျိုးလည်းမတွေ့ရပါဘူးစစ်ကောက်မရှင်ကတော့အတူယုံရွေးကောက်ပွဲဆိုတဲ့ဝေဖန်ချက်တွေကိုအခြေဖြတ်ဖို့နာမည်ကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ပရိုမိုရှင်းတွေလုပ်နေပါတယ်ရန်ကုန်ရောက်ရခိုင်လူမျိုးဟာစစ်ကောင်မရှင်ရဲ့အဖိနှိပ်မှုအမျိုးမျိုးကိုကြုံတွေ့ရကြုံတွေ့နေစေပါတယ်အထူးသဖြင့်ရခိုင်ပြည်နယ်မပုန်းတင်နမတ် အမှတ်၁၁ကိုခရီးသွားလာခွင့်ကန့်သတ်ပစ်တာစစ်ဆေးရေးဂိတ်တွေမှာဖမ်းဆီးရမျိုးလုပ်တာပဲဖြစ်ပါတယ်။အခုတော့ဖိနှိပ်မှုတစ်ခုထပ်တိုးလာပါပြီ။အဲ့ဒါကရွေးကောက်ပွဲမှာအတုံးချဖို့ကြိုးစားလာတာပဲဖြစ်ပါတယ်။အခုဝန်ကံမဲကိုစလေလောင်းတွေကတော့ရန်ကုန်ရောက်ရခိုင်လူတို့ရဲ့အဒီအခက်ခဲတွေကိုဖြေရှင်းဖို့ကြိုးစားကြမယ်လို့ဆိုထားပါဗျ။အရင်ကတော့ကျွန်တော်ကိုမဲထဲဖို့မဲဆွေရတယ်။ဒီရွေးကောက်ပွဲမှာတော့မဲထွက်ပေးဖို့ပါစီစုံရတယ်။လုပ်ငန်းစက်နှစ်ခုလုံးနေရတာပေါ့လို့ ရဲရဝန်ကြီးဝန်ကံမဲ့ကိုစလေလောင်တယောက်ကပြောပါရယ်ဒီရွေးကောက်ပွဲမှာနောက်ထပ်မများတာတာတခုကတော့ဒီမိုကရေစီအင်အားစုတွေကိုရင်းပြန်ဖို့ကန့်သက်ခံရတာဖြစ်ပါရယ်2020မှာအနိုင်ရသေးတဲ့နိုင်ငံတော်ဒီမိုကရေစီအဖွဲ့အစည်း NLD ပါတီနဲ့အတူနိုင်ငံရေးပါတီ84ခုကိုပြန်မပုံးတင်လို့ရွေးကောက်ပွဲကော်မရှင်ကဖြည့်ဆည်းကြောင်းကျင်ညားခဲ့ပါရယ်စစ်ကောက်မရှင်ရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုတဲ့ပါတီတွေမှာ 1990ကနေနိုင်ငံရေးပါတီအဖြစ်ရည်တည်လာတဲ့ဝါရင်ပါတီကြီးတွေလည်းပါပါတယ်။သူတို့နဲ့တစိုက်တဝဲထဲမှရှိပြီးသူတို့ကိုလက်ခံလဲသူတွေထဲမှတောင်းသူတို့နဲ့ပြန်ပတ်ဖစ်လာမယ့်အနေအထားမျိုးတွေ့လာတဲ့ပါတီတွေလူပုဂ္ဂိုလ်တွေကိုပါပယ်ချနေလာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီထဲမှရွေးကောက်ပွဲဝင်မယ်ဆိုတဲ့လူပုဂ္ဂိုလ်တွေအနေနဲ့လူတို့ရဲ့နှစ်နာချက်တွေကိုဒီအခင်းကျင်းမှာဝင်ပြီးမပြောရင်ပြောစရာနေရာမရှိဘူးဆိုပြီးသူတို့ကတော့မင်းဆွဲစည်းစုံနေကြတာကိုတွေ့ရပါတယ်။ ဒါကတော့တော်တော်လေးလက်ခံလို့မရတဲ့အတွေ့အမြင်လို့မြန်နယ်လို့ရခိုင်ဒီမိုကရေစီအဖွဲ့အစည်းပါတီ ALD ရဲ့အတွင်းမူအီမျိုးကျော်ကအုံတတ်ပါရယ်လက်ရှိမှာတော့တခုတည်းအင်အားကြီးဆုံးပါတီအဖြစ်ကြံခဲ့တဲ့ပြည်တော်စုကြံခွင့်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDB အပါအဝင်တခီလို့အမြင်နဲ့ဝင်တိုင်းမဲ့ပါတီကိုခုရှိပြီးတိုင်းရင်းသားဒေသမှာရင်တိုင်းမဲ့ပါတီ52ခုရှိပါရယ်ဒါအပြင်ရွေးကောက်ပွဲမှာဝင်တိုင်းမဲ့ကိုယ်စားလှယ်တွေဟာ စစ်ကောင်မရှင်လက်အခံ UEC ရဲ့အကန့်အသတ်မူထောက်ပါတာတွေကိုလည်းရင်ဆိုင်နေရတာဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ရွေးကောက်ပွဲဥပဒေအတိုင်းအကုန်လိုက်နာလောက်ကြိုက်ပါတယ်။ဒီကြားထဲကမှဆွတ်ပြတ်ဆွတ်တင်လာရင်လည်းရင်ဆိုင်ဖို့အတအကြံပေးရှင်းနေအဖွဲ့တွေဖွဲ့ထားပါတယ်လို့ဦးတင်ထူကောင်ကပြောပါတယ်။ရန်ကုန်ကရခိုင်တိုင်းဒေသဝန်ကြီးနေရာကို အရင်အစိုးရတွေလောက်အောက်မှာကဥဆောင်အေးမန်ကအနိုင်ရရှိခဲ့ပါတယ် ဒါပေမဲ့ရန်ကုန်မှာရောက်နေတဲ့ရခိုင်လူမျိုးတွေကြုံသိရတဲ့အခက်အခဲတွေကို ဖြေရှင်းမှုအပိုင်းမှာအားနည်းခဲ့တယ်လို့ရန်ကုန်ရောက်ရခိုင်တွေကပြောကြပါတယ်။တကင်ရောက်ရင်ရခိုင်တကင်မင်းတပ်လုတဲ့အခါမှာသူတို့ပေါ်လာတယ်။ကျန်တာတွေကဘာမှဖြေရှင်းတာမရှိဘူး။အခုတက်တက်တက်တောင်းတွေကိုဖိနှိပ်ခံရတာတွေစစ်ဆေးခံရတာတွေသူတို့ဘာမှကိုညီမပေးဘူးလို့ရွေးပြောင်းရခိုင်တရုတ်ကအရင်ကရှိခဲ့တဲ့တိုင်းရင်းသားဝန်ကြီးကိုယဉ်ညွန့်ပြီးတုံ့တက်ပါတယ်။ စစ်ကောက်မရှင်ရွေးကောက်ဖွဲ့အတွက်ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာဟာအိမ်ဖြစ်ဝန်ကြီးနေရာသာဖြစ်ပါတယ်လို့ရခိုင်နိုင်ငံရဲ့အတိုက်ဝန်ကတော့ရှုမြင်ပါတယ်။လက်ရှိဝန်ကိုင်မဲ့ကိုစလီလောင်းလေးကလည်းအာနာတင်းအစိုးရရဲ့ရွေးကောက်ပွဲအထောက်မြောက်ရေးမှာအပြုဆောင်စားလက်ပါဝင်နေပေမဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေပြစ်တင်စွတ်ကြားမှုတွေကိုပါပြင်ဆင်ထားရတဲ့အခင်းချင်းကိုတွေ့မြင်နေရပါတယ်။ AID ရဲ့အသွင်ရင်းမှုအီးမျိုးကျော်ကတော့အာနာတင်းအစိုးရရဲ့ရွေးကောက်ပွဲအထောက်မြောက်ရေးမှာပါဝင်တာက စစ်အာဏာရှင်စနစ်တီးမြှောက်စစ်တပ်အွှေ့လင်းရှိန်ရင်ဖို့အသက်တဲ့ဖြစ်ပါတယ်လို့တုံ့တက်ပါတယ်